ကဲမျိုးတို့ရေဂျက်ရှွာဘန်ရဲ့ပန်တိုဂျာရဲ့ထိုးပွဲကြီးကတော့ရောက်ရှိလို့လာခဲ့ပြီပဲဖြစ်ပါရယ်ပရိသတ်ကြီးတို့ရေ UFC ကိုရင်ကဂျက်ရှွာဘန်ကိုအနိုင်ရဖို့အလိုရှိနေကြောင်းကျွန်တော်တို့အားသိအကြအူကြားရပါတယ်။ဘာကြောင့်လဲဆိုတော့ပန်တိုဂျာကြီးဟာ UFC flyweight တန်းမှာ သူ့ထက်ကောင်းတဲ့သူ မရှိတော့လောက်အောင်ကောင်းတယ်ဆိုပေမဲ့ ိသက်တွေကိုဖျော်ဖြေမှုကောင်းကောင်းမွန်မွန်မပေးနိုင်တဲ့ fighter မျိုးစားပဲဖြစ်ပါတယ်။ Joshua ဘန်ကြောင့်မသိဘူး။ online ပေါ်မှာပိသက်တွေကိုဝုံတိုင်းကျင်းနိုင်အောင်စိတ်လှုပ်ရှားအောင်လုပ်နိုင်တဲ့ဒါ fighter ပဲဖြစ်ပါတယ်။ UFC flyweight တန်းမှာကအခုလိုမျိုး Joshua ဘန်လိုမျိုးအုပ်အချို့ချို့ဖြစ်အောင်ပိသက်ကိုဖန်ဆားနိုင်တဲ့ဒါ fighter မျိုးကို UFC ကိုယ်တိုင်ကအလိုရှိနေတာပါ။အခုဆိုရင်ဒါ Joshua ဘန်ဆိုရင်ဗျာ Facebook ပေါ်မှာလုံးဝသူ့ရဲ့ post တွေကြီးပဲ UFC ကသိနေရောက်တယ်မလား။ဆိုတော့လူစုံဝင်စားမှုအများကြီးဗျာ။ ဒါမျိုးလိုချင်တာဒါကြောင့်မလို့လေဂျိုရှွာဘောင်ကိုအသက်ငယ်ငယ်လေးနဲ့ဒါ UFC သမိုင်းမှာဖျော်ဖြေမှုအကောင်းဆုံး fighter ဖြစ် UFC ကသင်စားထားတာပါဆိုတော့ဟိုအသက်35နှစ်ရွယ်ရှိပြီဖြစ်တဲ့ဒါပန်တိုဂျာယူကိုတော့တသန်းရှည်ကြစွာဒီ fly weight တန်း champion ဖြစ်မထားခြင်းပင်းနဲ့ Joshua Ban ကိုအနိုင်ရဖို့အတွက်လိုရှိနေတာပါနိုင်ငံတကာကပြည်သက်တွေလည်းအဲ့ဒီအတိုင်းပါပဲဒါပေမဲ့ Joshua Ban เนาะ Joshua Ban ကိုနိုင်စေချင်နေတယ်ဒါပေမဲ့ရှုံးမှသိနေတယ်လို့အလုံးကပြောဆိုကြတာပါဆိုတော့ အခုကဒါဂျိုရှွာဘန်ကိုပန်ဒိုဂျာရဲ့အားနည်းချက်ကိုပြောကြတယ်ပေါ့နော်ပန်ဒိုဂျာရဲ့အားနည်းချက်ကဘော်ရီရှော့ကို ူရဲ့နှိုက်လို့ရှိရင်ခဏခဏနှိုက်လို့ရှိရင်တက်လွန်ကြမှာအဲ့ဒါကိုပဲ threat set လုပ်နော်လုံးဝကိုတန်းစကားနောက်ကိုမကက်နဲ့အချုပ်မခံနဲ့နော်ထိန်းတော့ defense ကိုအကောင်းဆုံးကာကွယ် body shot တွေကြွေးမျက်နှာကိုကြွေးလို့ပြောဆိုနေကြပြီပဲဖြစ်ပါတယ်ဒီရှော့ဘန်အနိုင်ရခဲ့တဲ့ Brandon Rabber ကလည်းအဲ့ဒီအတိုင်းပဲပြောခဲ့တာပါဘာကြောင့်လဲဆိုတော့သူကဘန်ဒိုဂျိုင်းနဲ့ထိုးခဲ့ဘူးလေဒါကျွန်တော်တို့နောက်ပိုင်းခြေတွေမှာတက်လွန်ကြမှာဖြစ်တဲ့အတွက် Joshua Ban ကိုအကောင်းဆုံးအခုလိုမျိုး body shot တွေနော် body shot တွေတောက်ရှောက်ကိုအတိကြွေးခိုင်းလိုက်တာပါ Joshua Ban နိုင်ကိုနိုင်မယ်ပြည်သူတွေဒါကြည နေကြပြီလားကျွန်တော်လေးကြည့်ရှုနေပါပြီဗျာ